ရှိပြားမှာအရှိဆောင်ကြီးပေါ်လာတာဇေယကပထမဆုံးပြတဲ့လက္ခဏာပါယူမြားစုကအသက်25နှစ်ခြောက်လာတာနဲ့အထွေတဖြင့်မျက်လုံးနဲ့နှာခမ်းတောင်စုံတွေမှာအရေးချောင်းကြီးတိတိတတာပေါ်လာပါတယ်အရေးချောင်းတွေတတအောင်စီရန်တွေကိုအမြဲတမ်းဆိုရင်တားအွေ6တွေတထောင်းချောင်းစီရန်တွေအစားတဘဝအောင်စီကိုတုံးပေးနိုင်ပါတယ်ဒီနေ့မှာတော့အုံးစီကိုအတုံးပြပြီး အရေးချမ်းတွေကိုတက်တာစေတဲ့လေကူပြီးအိမ်မဝေးပြီးလို့လို့ရတဲ့အိမ်တွင်းနီလန်နှမျိုးကိုညာဝေးပေးပါမယ်။ပထမတစ်မျိုးကတော့အုံစီနဲ့နန်ရွဲမှာအုံစီတစွန်းနဲ့ကိုနန်ရွင်းကိုစွန်းရဲ့လေးပုံတစ်ပုံထည့်မွေပြီးအရေးချောင်းတွေကိုလိမ်ပေးပါ။မင်းနဲ့နှစ်ဆက်လောက်ထားပြီးရေနွေးနဲ့တန်ဆင်ပေးပါအကြီးရဲ့ချောင်းနေကင်းစင်ုံနာမကအ အသားအရင်နူးညံ့ပြီးနုပြူလှပါစေပါတယ်။နနှင်းကအရေးအချောင်းတွေအပါအဝင်အစီပြားပြည့်တနာတော်တော်များများအတွေ့ခေါင်းချိုတွေပေးဆွမ်းနိုင်ပါတယ်။အုတ်စီကအရေးပြားကိုရေဓာတ်ဖြည့်ပြီးပြီးဗီတာမင် A ပါဝင်တာကြောင့်ကောလာဂျင်ထုတ်လုပ်မှုကို အားပေးလို့အရေးအချောင်းဖြစ်ပေါ်မှုကိုလည်းနှေးကွေးစေပါတယ်။ ဗီတာမင် E ပါဝင်လို့ဆဲအတဲဖြစ်ပေါ်မှုကိုလည်းအားပေးပါတယ်။ဒုတိယတစ်မျိုးကတော့အုံစီနဲ့ပြကြံပိုခောက်ပါ။တစ်ချံပိုးကအမှုံကိုအုံစီနဲ့ခက်ပစ်ပစ်လေးဖြော်ပြီးအရေးချောင်းတွေအပေါ်ကိုလိမ့်ပေးပါ။မင်းနဲ့အနေငယ်လောက်ထားပြီးရေနွေးနေနဲ့တန်ဆင်ပေးပါ။တစ်ချံပိုးကဇောင်ရမ်းမှုကိုယောနေစေပြီး အတိတ်ရဲ့ကြည်ရင်တဲ့လက္ခဏာတွေမပေါ်အောင်လဲဖုံးပေးနိုင်ပါတယ်။ကိုယ်မျက်နှာပေါ်ကအရေးအကြောင်းတွေကိုတက်တာစေပြီးအမြဲတမ်းအတားအေးငုံညက်လှပနေဖို့ငွေကြေးမကုန်ကြတဲ့ဒီနီလန်လေးတွေကိုလိုက်ပြီးလှုပ်ကြည့်လို့ရပါတယ်။ TPO လေးကိုဆိုင်းရက်တက်တယ်ဆိုရင်လိုက်ရှင်နဲ့ subscribe လုပ်ခဲ့ပေးပါဦးနော်။ ားလုံးချမ်းမှကျေးဇူးနဲ့ဘွားလေးနိုင်ဆိုင်နေကြပါစေ။